မင်းတနက်ကိုစွန်းခိုင်းပြီးအာနာသိန်းစစ်ကောင်စီကိုအစောဆုံးဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ချင်းတောင်မှလည်းစီရီပရိပိခါတွေကြောင့်ချင်းပြည်သူတွေဟာအိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကိုခိုလုံလာခဲ့ကြတာဟာအခုဆိုရင်၄နှစ်ကျော်လာပြီဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဟာကမ္ဘာ့ကုလသမဂ္ဂရဲ့ဒုက္ခသည်များဆိုင်ရာသဘောတူညီချက်ကိုလက်မှတ်ရေးထိုးထားခြင်းမရှိတာကြောင့်မြန်မာနိုင်ငံကစစ်ဘေးရှောင်တွေကိုလက်မခံဖို့ မီဇိုရမ်ပြည်နယ်အစိုးရကိုဖြည့်အားပေးခဲ့ပေမဲ့အဲ့ဒီတုန်းကပိုဇိုရမ်ထံကဦးဆောင်တဲ့မီဇိုရမ်အစိုးရကဘေးဒုက္ခရောက်နေကြတဲ့မြန်မာစစ်ပေးရှောင်းတွေကိုနှွေးထွေးစွာချိုးဆိုလက်ခံခဲ့တာဖြစ်ပါတယ်။ပထဝီနယ်မြေအနေထားအရနန်မိတ်ချင်းတီဆန်နေတဲ့မီဇိုရမ်နဲ့ချင်းပြည်နယ်ကဌာနေတိုင်းရင်းသားတွေဟာရှိလာတဲ့တမိုင်းအကြောင်းအရပါတာစကားယဉ်ကျေးမှုဒလိထုံနှန်းအစဉ်လာတူငေကြတဲ့လူမျိုးတူငေအကိုတွေထစ်ကြပါတယ်။ ဒါကြောင့်မီဇိုရမ်ပြည်နယ်မှာစပေးရှောင်းအဖြစ်ရောက်ရှိလာကြတဲ့ထောင်နဲ့ကြီးတဲ့ချင်းလိုမျိုးစပေးရှောင်းတွေကိုမီဇိုရမ်အစိုးရကဖြစ်စေဘာသာရေးအသင်းအရက်ဖက်အဖွဲ့အစည်းတွေနဲ့မီဇိုရမ်ပြည်သူလူထုတွေကတတ်နိုင်တဲ့ဖက်ကနေဝိုင်းဝန်းကုန်ငွေထောက်ပံ့ခဲ့ကြတာပါမီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့စပေးရှောင်းတွေကုန်ငွေထောက်ပံ့တဲ့နေရာမှာရူပီ300ကျော်ကုန်ကြပြီလို့သိရပါတယ်။ဒါပေမဲ့အချိန်ကာလကြာလာတာနဲ့အမျှစပေးရှောင်းတွေနဲ့ဒေသခံတွေကြားမှာပွတ်တိုင်မှုတွေလည်းရှိလာပြီ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်းစပေးရှောင်တွေကိုမလိုလားတဲ့ပြောဆိုမှုတွေညုံငင်မှုတွေဟာအခုနှစ်2025ခုနှစ်မှာပုံမှုထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါရည်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးမီဇိုရမ်ပြည်နယ်ကစပေးရှောင်တွေကိုငင်ပေးနေတဲ့ Network for Unity Association NUA ကတာဝန်ရှိသူတို့ကအခုလိုပြောပါရည်။ ပမာဆုံးချက်အနေနဲ့ကတော့ဒီကျွန်တော်တို့ဒီစစ်ဆောင်တွေပေါ့နော်ဒီဘက်ကိုလာရောက်ခိတခဏခုံလုံးတဲ့သူတွေကနည်းနည်းလေးကြာလာတော့အဲသူတို့ရဲ့နေထိုင်မှုကနည်းနည်းဒီဒေသခံတွေရဲ့အရှိမနည်းနည်းမျက်စိနှောက်စရာတွေဖြစ်လာတာလေများလာပေါ့နော်တဘောကလမ်းတော်လမ်းလာမာဒီပါရအစပေါ့နော်နည်းနည်း နောက်လူကြီးများလာတာတွေပါတယ်နောက်ကိုရီကိုတိုင်းကလည်းငယ်စီကံပေါ်ရောက်မှုတွေပေါ့နောက်တစ်ခုကမီဇိုရမ်မှာပေါ့နော်ဒီကျွန်တော်တို့ဒီစစ်ရှောင်းတွေများပြလာတဲ့ခါမှာဒီမှာလည်းဒီမီဒီယာတွေပေါ်မှာလည်း တခုခုဖြစ်ပြီးဆိုရင် Ratlan Ratlan ဆိုတဲ့ပြောဆိုတဲ့ဟာတွေကအများများလာတယ်ဆိုတော့အဓိကများလာတဲ့အကြောင်းရင်းနဲ့တချို့သောသူတွေကလည်းဒါဟိုကိုရီကိုဒီတိတ်ပြောမလိုလားတော့တဲ့သူတွေကလည်းအဲ့လိုမျိုးပေါ့နော်မဟုတ်မမှန်သတင်းတွေဖြန့်နိုင်လည်းရှိမှာပေါ့တချို့တွေလည်းမှန်တဲ့ဟာတွေလည်းအများကြီးဆိုတော့လူထုရဲ့ပြည်သူလူထုဒေသခံတွေရဲ့အမြင်တွေမှာကနည်းနည်းလေးနှစ်ကဒါလေးနှစ်ကျော်တဲ့ကိုရောက်လာပြီဆိုတော့အာနည်းနည်းလေးညှိငွေ့လာတာလည်းပါတယ်ဆိုတော့အဲ့လိုအမြင်တွေပေါ့နော်နေက ားတဲ့ခါမှာအစိုးရကိုသူတို့ကလည်းပြည်ရနေနေပေးတာလည်းပါတော့ဗောနော်အရင်လိုမျိုးကိုကျွန်တော်ရဲ့ညီကိုတွေပဲဆိုပြီးတော့ငါတို့တတ်နိုင်တော့ကိုညီအောင်ဆိုတဲ့ဟာက21 22 23လောက်မှာဗောနော်တက်တက်ကြွကြွနဲ့ရဲရဲရွရွနဲ့သူတို့တတ်နိုင်တော့ အဲသူတို့ကူညီဆောင်ရွက်မှုတွေလုပ်ပေးလာတယ်ဒါမဲ့24ထဲမှာကြတော့နည်းနည်းလေးနှစ်ကလည်းကြာလာပြီနည်းနည်းလေးကိုယ်တွေကိုငီးငွေ့လာတဲ့အနာမျိုးတွေလည်းဖြစ်လာတယ်နောက်သူတို့ဘက်ကလည်းအများတိုင်းပံ့ပိုးဖို့ဆိုတာလည်းမဖြစ်လာနိုင်တော့တဲ့ခါမှာအဲကိုယ်တွေဘက်ကလည်းဟိုကိုယ့်ဟာနဲ့ကိုယ်ရက်တည်နိုင်ဖို့အတွက်ဟိုစီးပွားရေးလုပ်ငန်းတွေစာဝတ်နေရေးအတွက်တနိုင်လုပ်ငန်းလေးတွေလှုပ်လာတဲ့ခါမှာအဲလှုပ်ဖို့ဆောင်ဘက်တွေရဲ့မလိုလားမှုတွေပေါ့နော်အဲ့လိုမျိုးတွေပြောဆိုမှုတွေကအဲဒီဒေသခံတွေရဲ့ပတ်ဝန်းကျင်တခြားတွေမှာအဲ့လိုမျိုးများပြား ားသွားတော့အဲ့ဒါကဟိုကျွန်တော်တို့ဒီစစ်ဆောင်တွေအတွက်ခေတ္တကနလာရောက်ခလုံးနဲ့စစ်ဆောင်တွေအတွက်အနည်းချက်တဲ့ကိစ္စပဲကြီးလာအခုလက်ရှိမီဇိုရမ်ပြည်နယ်မှာချင်းလူမျိုးစစ်ဘေးရှောင်တွေစုစုပေါင်း33,900ကျော်ရှိနေပြီးထက်ဝက်လောက်ဟာမီဇိုရမ်ပြည်နယ်ခရင်စစ်တခုကစစ်ဘေးရှောင်စခန်120ကျော်မှာပြန့်ကျက်နေထိုင်ကြသလိုကျန်တဝက်လောက်ကတော့စစ်ဘေးရှောင်စခန်ပြင်ပကရက်ကွက်ကြေးရွာတွေထဲမှာနေအိမ်တွေငှားရမ်းပြီးနေထိုင်ကြရပါတယ် စပေးရှောင်တွေတဖြည်းဖြည်းနဲ့များပြားလာသလိုစပေးရှောင်မဟုတ်ဘဲမီဆိုရမ်ပီနယ်ထဲကိုအလုံးလုံးဖို့ဖြစ်စေစီးပွားရေးလုပ်ငန်းလုပ်ကင်ဖို့ဖြစ်စေလာရောက်နေထိုင်သူမြန်မာနိုင်ငံသားတွေလည်းပုံမှန်များပြားလာပြီးတော့စီးပွားရေးလုပ်ငန်းတွေမှာဥပဒေနဲ့မကင်းလွတ်တဲ့လုပ်ငန်းတွေမှာပါဝင်ပတ်သက်သူတွေလည်းရှိတယ်လို့အချို့ကယူဆထားကြပါတယ် ်မီဇိုရမ်ပြည်နယ်မှာမူရစေးရောင်းဝယ်ဖောက်ကမှုဟာအရင်ကအထက်ပုံမှုများပြားလာသလိုတုစရိုက်မှုတခုမှုလူသက်မှု စတဲ့ပြစ်မှုတွေလည်းအရင်ကအထက်ပုံမှုများပြားလာပြီးမြန်မာနိုင်ငံသားတွေလည်းပါဝင်ပတ်သက်မှုရှိတဲ့ဆိုရက်ယူဆချက်တွေလူထုအတွင်းမှာခြေခြေပြင့်ပြတ်ဖြစ်ပေါ်စေခဲ့ပါတယ်၂၀၂၅ခုနှစ်မလဆာမိုင်းကစပြီး မီဇိုရမ်ပြည်နယ်ဖာကွန်ဂျေးရွာကဂျေးရွာအုပ်ချုပ်ရေးအဖွဲ့ Village Council VC နဲ့အရက်ဖက်အဖွဲ့အစည်းတွေကဂျေးရွာအတွင်းစပေးရှောင်းတွေဈေးဆိုင်ခန်းဖွင့်ခွက်တွေပိတ်ပင်လာခဲ့ပါတယ်။ပြည်နယ်ရဲ့မြို့တော်အိုင်ဇောမြို့ကချက်ကွက်အတော်များများနဲ့ဂျေးရွာတချို့မှာလည်းစပေးရှောင်းတွေဆိုင်ခန်းဖွင့်ခွက်မရှိဘဲည10နာရီနောက်ပိုင်းအပြင်းမထွက်ရနောက်ထပ်ဝင်လာမဲ့စပေးချောင်းတွေလက်မခံရဆိုတဲ့တင်းကျပ်တဲ့စီကံသတ်မှတ်ချက်တွေကိုလည်းသက်ဆိုင်ရာမြေစုံလူငယ်အသင်းတွေကထုတ်ပြန်ထားကြပါသေးတယ်။ မီဇိုရမ်ပြည်နယ်တောင်ပိုင်းလူလိမ်မြို့မှာလဲစစ်ဘေးရှောင်တွေပါလာတဲ့မြန်မာနိုင်ငံက125 cycle အစီး60ဝင်းကျင်ကိုလဲဒေသရင်းအာနာပိုင်တွေကတင်စိမှုတွေရှိခဲ့ပါတယ် မီဇိုရမ်ပြည်နယ်တက်ကတူ MZU ကတွဲဖက်ပါမခဒေါက်တာလလျံချွန်ဟာကတော့မီဇိုရမ်ပြည်နယ်ကစပေးဆောင်တွေရဲ့အရေးဟာအရေးပေါ်အခြေအနေဖြစ်နေပြီလို့အပြေလ30ရင်းနေကမီဇိုကျောင်းသားတမက MZP ကပြောလို့တဲ့စပေးဆောင်အရေးဆွေးနွေးပွဲမှာအခုလိုပြောဆိုခဲ့ပါတယ်။ဟျွန်ဟွန်ဆလောင်းတကဟျွန်ကန်ဒင်းတော့တတ်မယနေဆိုရှယ်မီဒီယာကန်သီရချွန် kan chalai te ru hian enga mo a um tlat to a tu te mo fui por wangin bo ruak hi al thut thei din hona hian a ding tlat mai ne youtuber pakhat ina a content thu pui avua dan kazia chho chu aizola barmaral tlan ten Mizote in le dor luwa lai luwa la nan tum tia ni viewer sigret sang ria chuang nom to ni tuit pakhat le Bar meral tan pali in mizoram atulan that viewer nuai chuang Nai to ni heng youtuber te objektif takkan takhan news kan report lo ta mi in thil solati in อันนั้นอันนี้ทิลอติส่วลไงโลมีส่วนอันนี้วางยินทิลอติส่วนไม่ชีดันดี่ิโรค่ะอันนนั้รีพอร์ตตเราชีนะข้าขันอันมานี้ยูทูบชาแนลไงทัตูเตเอนตูเตนัสตะกินอันมินเทโลอยเซียข้าขันมีส่วนมาฮิยันกันดูเราเคร่งเคร่งฮิอนทิลอุ่มปัลตีร์เทตัดไม่นี ဒါကြောင့်လက်ရှိအစိုးရအနေနဲ့တခုခုတော့ဆောင်ရွက်ဖို့လိုအပ်ပြီးစပေးရှောင်တွေကိုအိန္ဒိယရဲ့ဥပဒေတွေမစ်ဆုံးလူမျိုးတွေရဲ့ဓလိထုံနှံတွေလူမှုအတိုင်းဝန်အခြေအနေတွေကိုအရင်ပြင်ညာပေးဖို့လိုအပ်တယ်လို့လည်းသူကဆက်ပြောပါရီကန်စော်ကာဟျန်တွန်အိုင်းနစဇိုချန်အင်္ဂမိုချူအတီငိုင်းနင်ကခေတာနီမာနီအဝန်လိုင်းဒီအာတကူဘင်းဝါထလာတဲ့ဥမိုင်းကန်ထောပူဒေါက်တာလလနုငါ history department mi zia ka chuta chuan israel ngam bote israel an chuk thak poin tin mizo israel te po israel an zuk chuk thak hian tharuk chung absor sum ke ma ke pakhata an omas ta chuan israel dan le hrai te an society te an nun phung te an zir tir ma sa thin tiani tu tiang tho chuan mizoram a po hian mi chin a pung wan puya soyang khan เฮตอมดาร์ตีรุสุงเลวียนอาทิตย์เจนเจนะอันอมคอมนตูร์รัวมนาจตาจวนอินเดียดานเลใช่เตกันจิรตีร์นัสัตเลจูลเฮงไอตัวนี้อันดูดัว one two five อันรอนเกนลัวอันดูดูนัมนาอันกัลค่าอินเดียดานินนะอักขับเสียมาเสียอันเชลยวันนี้ตัวนั้นจตำรวจเตอินอันหันฮิลฟิอาอันหันเชนสกา anh khẩn thầy tổ lâu như mấy mà xét cũng đã cắn mà mổ tắc chứ ấy ngay mổ thành ma yên đàn lệ sai in dịch tiền nà mi dâu nụn phung tê tin sum đồn đã chung trang thanh yên in dịch tiền cần ngay kỳ kha à soi hồn năn cần soi à mi dâu làm bên này huynh chỉ cho yên nên ngay ý chẳng bị sốt đỏ mắt bu lần muộn bu ya bun đề cà rồi အစိုးရအနေနဲ့စစ်ဘေးရှောင်အရေးကိုစနစ်တကျကင်တွယ်ဖြေရှင်းဖို့စ조사နေပြီးတော့တနေ့ရအထင်းမှပြန်လည်နေရချထားဖို့အတွက်လဲစစ်စစ်နေပေမဲ့အစိမ်းမပြေမှုတွေရှိနေတယ်လို့ပြောပါရယ်မြန်မာဟီပိုဟီအန်အုံနာဘိတကင်ချင်းစတက်ခိချူမီပူစီပိုင်းအန်ကွန်ထရိုးလ်ထောက်ခတ်တော့ဝန်ဟန်အန်ဒင်မွန်ခီလောအုံလူတုတောလောဒီဟောမိုင်းထေတူပွိုင်းအန်နီယေဟောတဲ့ပွိုင်းအင်နော်ဟောနီလောဟျန် ahole mai thalomi inram inchar na salu tuktia azirtirna encouragement zong hian tita ila thang ate kan hanti nge nge ni e amai ro chu khatia relocate tur ro khachuan an sarkar khi sipai sarkar khi klumai tur mi pui sipai khian do ne mai tur near rin na an nei ta ka wang hian an an phok leklet mai ni an phok le ka ho mai thei din muna ding နီယန်အင်ခရတဲ့ဝန်ခါရင်အန်ဖောက်လေခအန်ရူရူငက်လောဝမွန်ဒငါဟန်ရီလိုကေတီဝက်ချီနီလိုတီခါကန်ခန်အကန်ကွန်ကလူးဒလေတာဒါပေမဲ့စပေးရှောင်းတွေကိုတော့ဒေတာခံပီးသူတွေအတွက်အနောက်ရှက်မဖြစ်ဖို့စီကနေတော့ထိန်းချုပ်ဖို့လိုအပ်တယ်လို့သူကဆက်ပြောပါတယ်သူတူနအန်အုံးဒါနန်ရင်းတို့ဟိချွာနင်းမီပူတန်ပွန်လို့နှုတ်ဆက်နှစ်ချင်းဖို့ယုံဝေး โอ้ไม่ยารี g u l a t เดีืยวนี้เซลตินเช่นกัดสู้เฮลัยจำพายเกมมีค่ะก็ทีโจ้าขอทาร์เกมมีค่ะสรการพอขิลช่วงแล้วเกมขนาดเดออันเลวอินซอนได้ยังขัดยังจีค่ะ registration f a i l ตะกินสรการเครีดปุยนั่นเรวอินขยามันมานี่ถุนอินซอนอินคัลซอนเลวเซตีไล่ะันี่ยทีนเฮลัยกันสอยเลดูจูมุ่นตินาอันซุ่มดองานอินจัวระหันตีไล่ยี่สรการอิงกันโจมเทสีเลวจวน อันไอ้ตูรขันสนเวงไงนี่ซึ่งของใจไล่ดินมูนิ่เครียดปุยังไงทิลแรงแรงสิจอยสนกันสวยแรงแรงเฮียนมีดินมูนายเฮียนอินดาเวชินไตละเกนี่นี่เวลาเองทิ้งเงี้ยงติดินมูนี่มานี้อินสันเวลาขลายขะเอองราว่าไงเวลาချင်းပเนี่ยมาเนี่ยြင့်အများစုကိုချင်းนွန်နိုင်တဲ့ဖွဲ့တွေကထိန်းချုပ်စုမို စစ်ကောင်စီကလေကြောင်းပုံးကျဲတိုက်ခိုက်မှုတွေနေ့စဉ်နဲ့အမျှပြုတ်လုနေသေးတာကြောင့်စစ်ပီးရှောင်းအများစုဟာနေရက်ကိုမပြန်ရဲကြသေးပါဘူး။ချင်းစပေးရှောင်းတွေဟာမီဆိုရမ်ပြည်နယ်မှာဘယ်အချိန်ထိစပေးရှောင်းအဖြစ်နေရအောင်မလဲဆိုတာခန့်မှန်းလို့မရတာကြောင့်ခိတခဏဝင်ရောက်ခုလုံနေတဲ့အချိန်မှာဒေသခံပြည်သူတွေနားလည်မှုလွဲမှားစေတဲ့အဖြစ်အမူတွေတရားဥပဒေနဲ့မကင်းတဲ့အလုပ်တွေမကောင်းတို့စီရိုက်လုပ်ငန်းရာဇဝတ်မှုတွေမပြုတ်လုပ်မိစေဖို့အရေးကြီးတယ်လို့ စပေးရှောင်များအရေးကိုငင်ပေးနေသူတွေကအကြံပြုကြပါတယ်။ချင်းလူမျိုးတွေဟာမြစုံလူမျိုးတွေနဲ့တမိုင်းအကြောင်းအရညီအကိုချင်းတော်ဆက်သူတွေဖြစ်နေပေမဲ့လည်းခိတခဏလာရောက်ခုလုံးနဲ့ဧည့်သည်တွေသာ ဖြစ်ကြပြီးအိမ်ရှင်တွေဖြစ်တဲ့မြစုံလူမျိုးတွေအတွက်အနောက်အရှက်ပေးသူတွေမဖြစ်ဖို့အခြေအနေကိုကြည့်ပြီးတတိထားနေထိုင်တတ်ဖို့အရေးကြီးကြောင်းတင်ပြလိုက်ရပါတယ်ရှင်။